ေချောင်းရံကာကွယ်ရေးစနစ်တွေကိုဘယ်လာရုစ်ထံကနေဝယ်ယူလိုက်တဲ့တဲ့င်းကိုဖော်ပြပေးပါမယ်။စာတင်ကြောင်းများဆေးရုံဆေးကမ်းများအပါအဝင်နိုင်ငံအနှက်ကရပ်သားပြစ်မှတ်များစွာကိုနေတိုင်းနေပါဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီကိုဘယ်လာရုအစိုးရကလေချောင်းရံကာကွယ်ရေးစနစ်တွေကိုရောင်းချထားတယ်လို့ Justice for Myanmar ကဒီကနေ့မှထုတ်ပြန်လာပါတယ်။မြန်မာစစ်အုပ်စုအတွက်တည်တံ့ဒီဇိုင်းရေးဆွဲထားတဲ့လေချောင်းရံကာကွယ်ရေးအမိန်ပေးစနစ်တည်းရဲ့ရောင်းချထောက်ပံ့ခြင်းစစ်အုပ်စုရဲ့စစ်လက်နက်ထုတ်လို့ရေးနယ်ပယ်မှာစစ်ဘက်ဝန်ထမ်းတွေကို ဘယ်လာရုစ်တပ်ကတော်များမှလေးချစ်တင်ကြားပေးခြင်းတို့အပါအဝင်ဘယ်လာရုအစိုးရနဲ့မြန်မာစစ်အုပ်စုတို့အကြားဆက်လက်ရှိနေတဲ့အရေးပါတဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့အထောက်အထားသစ်တွေကို Justice for Myanmar တုတ်တေသနာမှာဖော်ထုတ်ထားတာပဲဖြစ်ပါတယ်။ Show web ပေါက်ကြားလာတဲ့မြန်မာလေးချောင်းရဲ့ကာကွယ်ရေးကိုကဲမှုဌာနချုပ်နဲ့ဘယ်လာရုစ်အာဏာပိုင်များအကြားပေးဆောင်မှာမြန်မာလေးချောင်းကာကွယ်မှုစစ်စင်ရေးဆိုင်ရာအမိန်ပေးစနစ် MADOC သုံးဖက်မြေရေဒါနည်းပညာနဲ့မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များအပါအဝင် အစိမ့်မြင့်စစ်ဘက်နည်းပညာလွှဲပြောင်းရောင်းချမှုများကိုအတည်ပြုထားနိုင်ကြတာဖြစ်ပါတယ်။တီးသက်ဒီဇိုင်းရေးဆွဲထားတဲ့လေကြောင်းရန်ကာကွယ်ရေးမိန်ဘေးစနစ်ကိုနိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့ Basebnach Technic က BSPD မှတစ်ဆင့်ရောင်းချထောက်ပံ့ခဲ့ပြီးအဲ့ဒီစနစ်ထက်မှတော်လိုင်းအင်အားစုများအသုံးပြုတဲ့ drone များအပါအဝင်ဝေဟင်ရှိအရာဝတ္ထုတွေကိုရှာဖွေနိုင်ပြီးပြည်မှတ်တွေကိုအလိုလျောက်ခြေရာခံနိုင်ရန်ဒီဇိုင်းရေးဆွဲထားတဲ့မြင်ခွင့်ကျအလိုလျောက်ထိန်းချုပ်စနစ်နဲ့ Boston ၃ဘတ်မြန် radar နည်းပညာတို့ပါဝင်တယ်လို့သိရပါဗျ။ထို့ပြင်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကလည်း Belarusian State University of Informatics and Radio Electronic BSUIR မှာတက်ရောက်ပြီးလေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေအတွက် Radio Electronic Engineer ပညာရည်များမှာသုတေသနများပြုလုပ်လျက်ရှိပြီးအဆိုပါအကြောင်းသားတွေဟာနေပြည်တော်မှာရှိတဲ့အမှတ်လေးကာကွယ်ရေးပစ္စည်းစက်ရုံနဲ့မန္တလေးမှာရှိတဲ့အမှတ်30မြမအကြီးစားစက်မှုလုပ်ငန်းတို့အပါအဝင်အရေးပါတဲ့ဆက်လက်နက်ထုတ်လုပ်ရေးစက်ရုံများနဲ့ဆက်နွယ်နေသူများဖြစ်တယ်လို့လည်းဆိုပါရယ်ဆက်လက်ပြီး ဆောလင်းကြီးတရက်ကမ်းရွာကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်မှုကပြည်သူ၄ဦးသေဆုံးသွားတဲ့တဲ့မှာစကိုင်းတိုင်းဆောလင်းကြီးမြို့နယ်တရက်ကမ်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြည်သူ၄ဦးနေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်ဒီကနေ့ဇွန်လ28ရက်နေ့မနက်9:00အချိန်ခန့်ကတရက်ကမ်းကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကပါရာမော်တာကားစစ်တပ်လေဒီနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် အကြံပေးစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ကျေးရွာနေပြည်သူအမျိုးသမီး၃ဦးနဲ့အမျိုးသား၁ဦးသေဆုံးခဲ့ပြီးပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါဗျ။အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ဆက်တက်လေဒီ20နဲ့9နိုင်ဝင်းကျန်လောက်မှာတည့်ရကန်းရွာကိုကျဲချသွားတာပြည်သူလေးဦးသေဆုံးတယ်။လေးဦးစလုံးကတည့်ရကြီးရွာကပဲအသက်အရွယ်ကတော့ကျွန်တော်တို့မသိရသေးဘူး။မိန်းကလေး3ဦးနဲ့အမျိုးသား2ဦးဖြစ်တယ်လို့ဒေသနေ ပြည်သူတို့ကရှင်းပြထားပါဗျ။ချင်းရွှေမြစ်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မောများပါဝင်တဲ့စစ်ရရင်14စီးပါအုပ်စုက မြေကြောင်းတစ်လျှောက်တက်လာပြီးဆက်တဲ့လေဒီများကလိုက်ပါဝင်ရန်ကကျေးရွာများကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါဗျ။ခုတစ်ခါစကိုင်းမြို့နယ်မှာအင်ချီ6ဝခန့်ရှိတဲ့မင်းကုန်းရွာတောင်ပိုင်းကိုစစ်တပ်ကရွာလုံးကျို့မိရှို့ဖျက်ဆီးပြီးမြို့နယ်အရှေ့ပိုင်းကိုစစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲချတဲ့တဲ့မှာစကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကုန်းရွာတောင်ပိုင်းအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကမင်းကုန်းကျေးရွာကိုရွာလုံးကျို့မိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောဆိုထားပါဗျ။ဇွန်လ29ရက်နေ့မှာ မင်းကွန်ရွာမှာဂျမ်ဘတ်စစ်တပ်နဲ့ဒေါ်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ဘက်က ထိခိုက်ဒေဆုံမှုများပြားလာကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်ကမင်းကွန်ရွာတောင်ပိုင်းကျေးရွာအတွင်းရှိနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့သိရတာပါအကြမ်းဖက်စစ်တပ်ကမင်းကွန်ရွာမြောက်ပိုင်းကိုမတ်လပိုင်းမှစတင်၍အင်အားလုံးနဲ့စစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းရန်လှောက်ဆောင်ခဲ့ပြီးဒေါ်လိုင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်နေတာကြောင်းရှားယောင်းရွာကင်းရွာနဲ့ချောင်းမကြီးရွာတို့မှာအထိုင်ချတပ်ဆွဲထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ် မင်းကုန်းမြောက်ရွာကိုစစ်ကြောင်းထိုးနေတာလေးလောက်လောက်ရှိပြီဗျတိုက်ပွဲကနေတိုင်းဖြစ်နေတာသူတို့တိုးမရဘူးအဲ့ဒီလိုတိုးမရလို့ရှာယောင်ကင်းချောင်းမကြီးရွာတွေဘက်မှာပဲသူတို့တိုးထိုင်နေတာအင်အားကလဝင်းနဲ့ကိုစစ်ကြောင်းကထိုးနေတာဒေါ်လိုင်းတက်တွေကဝင်တိုက်တော့အထိနာလို့ရွာကိုရှို့တာပါလို့ဒေသတွင်းသတင်းမြေတွေကပြောဆိုထားပါတယ်အင်ချီချောက်ခန့်ရှိတဲ့စကိုင်းမြို့နယ်မင်းကုန်းတောင်ရွာကိုအကြမ်းဖက်စစ်ကောင်စီတကဇွန်လ29ရက်နေ့မှာရွာလုံးကျွတ်ဒီပါမိရှို့ဖျက်ဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီမင်းကွန်းတောင်ရွာကိုမိရှုဖြစ်စီခဲ့တဲ့အကျန်းဖက်စစ်တဲ့စစ်ကြောင်းမှာပြူစောထီးများအများဆုံးပါဝင်ပြီးအင်းအား900ခန့်ရှိကြောင်းစစ်ကြောင်းတွင်လိုက်ပါလာတဲ့ပြူစောထီးများကပြည်သူပိုင်နေအများအတွင်းမှာရှိတဲ့ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရက်ပြီးပြည်သူများကိုလိုက်လံပစ်ခတ်ဖမ်းဆီးနေတာကြောင့်လဲထောင်ထဲချတဲ့ပြည်သူတွေဟာဘေးလူရာကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတင်းမောသားလောက်ကိုင်းတဲ့စစ်မှုထမ်းတိမ်းရှောင်ရန်ပြည်ပသူထွက်ခွာသူများပြားလာတာကြောင့်စစ်ကောင်စီက အသက်25နှစ်အထက်ကျော်လွန်လျင်တင်းမောသားလောက်ခွင့်မပြုတော့ဘူးလို့ပိတ်ပင်တားမြစ်လိုက်တဲ့တဲ့ရင်ကိုဖော်ပြပေးပါမယ်။မြန်မာနိုင်ငံမှာစစ်မှုထမ်းရန်အကြုံးဝင်နေတဲ့လူငယ်တွေကတင်းမောသားလောက်ကန်တဲ့စစ်မှုထမ်းတင်းဆောင်ဖို့ပြည်ပသူထွက်ခွာသူများပြားလာတာကြောင့်စစ်ကောင်စီဘက်ကအသက်25နှစ်ထက်ကျော်လွန်သူတွေကိုတင်းမောသားအလောက်ကန်လောက်ကန်ွယ်မပေးတော့ဘဲတရားဝင်ပိတ်ပင်လိုက်တယ်လို့ရန်ကုန်မြို့ခြေဆိုင်တင်းမောသားလောက်ကန်အေဂျင်စီတင်းနှံများကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီလောက်ခန်ရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလာမယ့်ဇူလိုင်လတရနေ့မှာစတင်ပြီး အသက်25နှစ်ထက်လူငယ်များအားလုံးကိုတင်းမောသားအလောက်ကိုင်းလောက်ကိုင်းွယ်မပေးတော့ပဲပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ထို့ပြင်ကန့်သက်ချက်စည်းမျဉ်းသည့်အနေနဲ့တင်းမောသားလောက်ကိုင်းလူတွေဟာအသက်25နှစ်အောက်ရှိရမယ့်အပြင်အင်္ဂလိပ်စာအရေးအဖက်အပြောနားလည်မှုစွမ်းရည် IELTS Post K အမှတ်5ထက်ရှိရမယ်ဆိုတဲ့သတ်မှတ်ချက်အစ်ကိုပါတိုးမြှင့်ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။လာမယ့်ဇူလိုင်လတရနေ့ကစပြီးအသက်24နှစ်နဲ့6လထက်ရှိနေတော့တင်းမောသားလက်မှတ်တင်တဲ့တွေဘယ်လူငယ်မှတက်ခွင့်မပေးတော့ဘူး။တနည်းအားဖြင့်တင်းမောသားလောက်ခွင့်မပေးတော့ဘူး။ ။ DMA ကတရားဝင်ပိတ်လိုက်ပြီးအသက်25နှစ်အောက်ပဲတင်းပေါ်သားလုခွင့်ရှိတော့မယ်လို့ရန်ကုန်မြို့ခြေဆိုင်တင်းပေါ်သားအလုပ်ကိုင်အေဂျင်စီတင်းနှန်းကြောင်းမှတာဝန်ရှိသူတို့ကရှင်းပြထားတာဖြစ်ပါတယ်။စစ်ကောင်စီကအသက်25နှစ်အထက်လူငယ်တွေကိုတင်းပေါ်သားလုအကိုင်ပိတ်ပင်ရမှာလူငယ်တွေဟာအမေရိကန်တင်းပေါ်လိုက်ရမှာဟုတ်ပဲပြည်ပတို့အကြောင်းမျိုးမျိုးကြောင့်ထွက်ခွာလို့ရတာကြောင့်တင်းပေါ်သားအဖြစ်ဝင်ရောက်ရှောက်ထားနေကြခြင်းတင်မောသားအခြေခံတင်နှန်းတွေမှာစိတ်ပါဝင်စားမှုမရှိဘဲတက်ရောက်နေခြင်းပြည်ပသူရောက်ရှိတဲ့အခါမှာတင်မောပေါ်မှာဆက်လက်ဓာဝင်မထမ်းဆောင်ပဲခုံချခြင်းတို့ကြောင့် အသက်25နှစ်ထက်ရှိသူအားလုံးကိုတင်းမောသားဖြစ်လုပိုင်권ပိတ်ပင်လိုက်တာဖြစ်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။စစ်မှုထမ်းအကြောင်းဝင်တဲ့လူငယ်တွေပေါ့အထူးသဖြင့်အသက်18နှစ်ကနေအသက်35နှစ်အတွင်းမှာတင်းမောသားလုပ်ဖို့ရှောက်ကြတဲ့လူငယ်အရေအတွက်ကတိတ်နေချီကိုရှိလာတယ်။အခုကစစ်မှုထမ်းတိတ်ရှောက်ဖို့တင်းမောသားဖြစ်ဝင်ရှောက်ကြတာတင်းမောတက်ပြီးရင်လဲဥရောပနဲ့ကောင်းတဲ့နိုင်ငံတွေရောက်ရင်ခုံချကြတာများတယ်။သူတို့ပိတ်တာကအဓိကစစ်မှုထမ်းတိတ်ရှောက်တာများလာလို့ပိတ်တာလို့ရန်ကုန်မြို့မှာဝါရင်တင်းမောသားတူကရှင်းပြထားပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိအနေအထားအရတင်မောသားဥယျ16239ရှိတဲ့အနက်မှာတင်မောတက်ရောက်ပြီးသူ6900ဦးရှိပြီးအလုံးမရသေးပဲစောင်းဆိုင်နေသူတင်မောသားလူသက်18119ရှိတယ်လို့သိရပါဗျ။တင်မောသားမပုံတင်ရန်လူသက်လျှောက်ထားသူအရေအတွက်မှာလည်းတိမ့်တဲ့ချီကိုတင်းနေတခြားတိုးဝါလာနေတယ်လို့ရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့အချက်အလက်များအရသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဖို့အကျုံးဝင်တဲ့အသက်၈၀နှစ်မှအသက်၃၅နှစ်အတွင်းလူငယ်များကိုလည်း ပြည်ပသို့အလောက်ကန်သွားရောက်လုပ်ခွင့်မပြုတော့ပဲပိတ်ပင်ထားရမှာယခုနောက်ဆုံးမှာအသက်25နှစ်အထက်လူငယ်တွေအားလုံးကိုတင်းမောသားအလောက်ကန်လုပ်ခွင့်မပြုတော့ဘူးလို့ပိတ်ပင်လာခြင်းလည်းဖြစ်ပါတယ်ဆက်လက်ပြီးရွှေဘိုစိတ်ခုံရွာမှာထိုင်ချတက်ဆွဲထားတဲ့စစ်သားတွေကဆိုင်ကယ်စီးလာတဲ့ပြည်သူတွေကိုဖမ်းဆီးပြီးငွေကြေးသိန်း300နဲ့ဆိုင်ကယ်ကိုလူယူသိမ်းဆီးသွားတဲ့တဲ့ငကိုဆက်ပြီးဖော်ပြပေးပါမယ်စကိုင်းတိုင်းရွှေဘုံမြို့နယ်စိတ်ခုံရွာမှာထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်စစ်သားတွေကဆိုင်ကယ်စီးလာတဲ့ပြည်သူတွေကိုဖမ်းဆီးပြီ ငွေကျပ်300နဲ့ဆိုင်ကယ်ကိုလူယူသိမ်းဆီးသွားတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့အစည်းတာဝန်ခံကပြောဆိုထားပါတယ်။ဇွန်လ23ရက်နေ့ကရွှေဘုံမြို့နယ်စိတ်ခွန်ကြီးရွာကစစ်တပ်ကိမှစစ်ကောင်စီတပ်သားတွေကဆိုင်ကယ်စီးလာတဲ့ခီးသွွားမျိုးသားနှုတ်ကိုဖမ်းဆီးပြီးငွေကျပ်300ဖုံးနှလုံးနဲ့ဆိုင်ကယ်တို့ကိုလူယူသိမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ခီးသွွားပြည်သူနှုတ်ကရွှေဘုံမြို့နယ်ဝက်လက်မြို့နယ်ကကံကြီးတောရွာကလို့သိရပါတယ်။ရွှေဘုံကနေမုံရွာဘက်ကိုအသွားရွှေဘုံစိတ်ခွန်မုံရွာလမ်းဘေးမှာရှိတဲ့စိတ်ခွန်ရွာစစ်တပ်ကိရှိကိုဖျက်သွားတော့ ဆိုင်ကယ်ကိုလူနှုတ်ဦးစီးရဲဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းတာပါ။နှစ်ယောက်စလုံးကိုလက်ပြန်ကြိုးတုပ်ဒူးထောက်ခိုင်းထားပြီးဂိတ်ရှိပေးလမ်းပေးမှာတနေကုန်နေပူလမ်းပြီးညနေ9:00လောက်ကြမှာငါတို့ကလူတက်တဲ့အဖွဲမဟုတ်ဘူးမင်းတို့သွားကြတော့ဆိုပြီးလွတ်ပေးလိုက်တာ။ငွေကျပ်300ဆိုင်ကယ်နဲ့ဖုန်းတွေကိုတော့ယူပြီးလူကိုပဲပြန်လွှတ်လိုက်တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့အသင်းတာဝန်ခံကပြောဆိုထားတာပဲဖြစ်ပါတယ်။ရွှေဘုံမြို့နယ်စစ်ကုံရွာစစ်တပ်အထိုင်ကိတ်ရှိစစ်ကောင်စီတပ်သားများကရွှေဘုံစစ်ကုံမူကန်းကြီးမုံရွာလမ်းပေးမှာတရှိပြီး မြို့နယ်ပေါ်များစွာမှာတရက်လျင်ကားအစီးရေထောင်းချီဖြတ်သွားနေတဲ့ကားများထံမှာကောက်ခံရရှိတဲ့ငွေကျပ်သိန်းရာချီကျော်ကိုအကြမ်းဖက်စစ်တပ်အတွက်ရှာဖွေပေးနေတဲ့ဂိတ်ဖြစ်တယ်လို့လည်းသိရပါဗျ။ခီးသွားပြည်သူများအနေနဲ့ရွှေဘိုစိတ်ခုံမူကန်ကြီးလမ်းပိုင်းမှာတပည့်ရေတော်မုံရွာဘက်ကိုသွားမယ်ဆိုပါကစိတ်ခုံရွာအကြမ်းဖက်စစ်တပ်ကကိုရှောင်ရှားသွားလာကြဖို့ပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုထားတာပဲဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့မှာ အကြပ်ဖက်စစ်တပ်ရဲ့ရဲခါပိုးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတယ်လို့ကံမဒေတာတော်လိုင်းတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မေလာ31ရက်နေ့မှာစတင်ပြီးပခုတ်ကိုတမတရတက်မှထွက်လာတဲ့အကြပ်ဖက်စစ်တပ်ရဲ့ဒုတမမှုဦးဆောင်တဲ့ကားအစီရေ120ကျော်ခန့်နဲ့စစ်ကောင်စီတပ်သားအင်အားတထောင်ခန့်ပါဝင်တဲ့ရဲခါပိုးစစ်ကြောင်းဟာပေါင်းမြုံနယ်အတွင်းကိုထွက်ခွာလာခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါကျန်းဖက်စစ်တပ်စစ်ကြောင်းကို ဇွန်လ3ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကပခုတ်ကိုကံမလမ်းပိုက်တင်နေရမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအချမ်းဘက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်တော့လဲအရေးအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါရယ်အဲ့ဒီစစ်ကြောင်းကိုလက်ရှိအချိန်ထိတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်နေဆဲဖြစ်ပြီးအချမ်းဘက်စစ်တပ်စစ်ကောင်စီတပ်သားများရှေ့ဆက်မတိုးနိုင်ဖို့တားဆီးပိတ်ဆို့တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရပါရယ်ဇွန်လ24ရက်နေ့နဲ့25ရက်နေ့တို့မှာအဆိုပါချမ်းဖက်စစ်တပ်စစ်ကြောင်းမှာစစ်ကောင်စီတပ်သားနှုတ်ဟာလည်းတော်လိုင်းတပ်ဖွဲ့များထံအလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါရယ် ထို့ပြင်စစ်ကောင်စီတပ်သားများမိုင်းရှင်းလင်းရေးပြုလုပ်နေစဉ်ထိခိုက်ပျက်စီးခဲ့တဲ့မြေတူးရင်တစီတင်းစီရရှိခဲ့ကြောင်းလည်းသိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူ၃ကိုလည်းဖမ်းဆီးတပ်ဖြတ်ထားပြီးပြည်သူ၅ဦးကိုလည်းလူသားတိုင်းအဖြစ်ဆက်လက်ဖမ်းဆီးထားသလိုအကြမ်းဖက်စစ်တပ်ကပြည်သူများနေထိုင်တဲ့ခြေရွာများသာသနာအစအဦးများနဲ့စစ်ဆောင်ပြည်သူတွေကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးလည်းသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တာကဇွန်လ၃ရက်နေ့မှာမိုင်းဆွဲခဲ့တာပါစစ်ခွေးတွေထိခိုက်သေဆုံးမှုရှိပါတယ်။တိုက်ပွဲကတော့ဆက်လက်ဖြစ်နေတုန်းဆိုတော့ စစ်ခွေးတည်စင်ကိုထပ်မံထုတ်ပြန်ပေးသွားပါမယ်လို့ကာမဒေတာတော်လိုင်းတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အဆိုပါချမ်းဖက်စစ်တဲ့ရိတ်ခေါ်ပို့စစ်ကြောင်းကိုကာမတပ်ပေါင်းစုမြိုင်ပကဖာပောက်ပကဖာပခုတ်ကိုခိုင်တရင်များအမတ်ရှိစစ်ကြောင်းနဲ့လိုကယ်တပ်ပေါင်းစုများကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။